မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အောက်တိုဘာလ18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းပြည်မြို့မှာပြူစောတိအဖွဲ့ကနေကြော်ပြီးတော့လူငယ်တွေကိုပေါ်တာဆွဲလာဖမ်းတဲ့အချိန်မှာစိတ်ခွေးတွေနဲ့စကားများရန်ဖြစ်ပြီးတော့ရိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ15ရက်နေ့ည9:00နာရီခွဲအချိန်ကမှပြည်မြို့စင်စုရက်ကွာကန်းနာလမ်းမှာရှိတဲ့အမှတ်85စစ်သားစုဆောင်ရေးတပ်အနီးမှာနေထိုင်တဲ့အရန်မိသားနှစ်ဦးနဲ့မြို့နယ်ထွေးအုံရုံးကဆွေမျိုးတော်ဆက်သူတအူးကို ပြည်မြို့ကိုငါကိုတရင်ကစစ်သားနဲ့ပြူစောတိများကကားနဲ့ရောက်ရှိလာပြီးတော့ပေါ်တာဆွဲဖမ်းစီရာကနေရုံရင်ဆန်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးရုံရင်ဆန်ခတ်မှုဖြစ်ပွားရာနေရာအနီးမှာရှိတယ်အမတ်85စစ်သားစုဆောင်ရေးတပ်ကစစ်သားတွေရောက်ရှိလာပြီးတော့၎င်းတို့အားလုံးကိုစုဆောင်ရေးတပ်ထဲကိုခေါ်ဆောင်လာတယ်လို့သိရပါတယ်အခုလိုခေါ်ဆောင်သွားပြီးတဲ့နောက် ကိုငါကိုတိုက်ရင်ကအရက်ဝတ်ဝတ်ထားတဲ့စစ်သားနဲ့ပြူစောတိအဖွဲ့ကိုနေကြော်ပြီးတော့ပေါ်တာလာဆွဲတယ်ဆိုပြီးစူးစောင်းရေးတပ်ကစစ်သားတွေကဝိုင်းဝန်းထိုးချိတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးထိုးချိတ်မှုဖြစ်ပွားပြီးတဲ့နောက်ကိုငါကိုတိုက်ရင်ကအရက်ဝတ်ဝတ်ထားတဲ့စစ်ခွေးတွေကတိုက်ရင်ကဘုံမူတအုပ်ကိုဖုန်းနဲ့လမ်းဆက်ပြီးတော့အကူအညီတောင်းခံခဲ့တယ်လို့ပြောပါတယ်။အဲဒီနောက်ဘုံမူဆိုတဲ့ကောင်ကပြည်မြို့အခြေစား85တိုက်ရင်ကိုဖုန်းဆက်ပြီးတော့၎င်းလူများကိုပြန်လွှတ်ပေးရန်ပြောဆိုခဲ့တော့လေ။ ဘုံမူလဲစောက်ခွေမဆိုင်ဘူးဆိုပြီးတော့ပြန်လဲပြောဆိုခဲ့တဲ့အတွက်အပြန်လန်ဆဲဆိုကဖုံးချသွားတယ်လို့ပြောပါတယ်အဲ့ဒီနောက်အဲ့ဒီနေည7နာရီခန့်မှာကိုငါကိုတိုက်ရင်ကဘုံမူဆိုတဲ့ကောင်အပါဝင်စစ်ခွေးတွေနဲ့ပြည်မြို့ထွေးအုံယုံကလည်း AD မြို့နယ်အုပ်ချုပ်ရေးမှုအဖွဲ့တို့အမှတ်85စုဆောင်ရေးတပ်ကိုကားနဲ့ရောက်ရှိလာပြီးတော့၎င်းကိုဆဲဆိုခဲ့တဲ့သူကိုထုတ်ပေးရန်ပြောဆိုပြီးတော့အပြန်လန်ဆဲဆုံမှုထမှန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ် ်အခုလိုမျိုးပြဿနာဖြစ်ပွားပြီးတဲ့နောက်စူးစမ်းရေးတပ်ကဖမ်းဆီးထားတဲ့ကိုငါကိုတရင်ကစစ်သားတအူပြူစောထီးမြောင်အယံမီးတန်နှအုပ်နဲ့မြို့နယ်ထွေးအုပ်ရုံးကဆွေမျိုးတော်ဆက်သူတအူတို့ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့သိရပါဗျ။ပြည်မြို့မှာအချမ်းဖတ်စစ်ခွေးတပ်ကအပတ်စဉ်၁၈အတွက်အတရားဓမ္မပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်များကိုအောက်တိုဘာလ၁၆ရက်နေ့မနက်ပိုင်းမှာတပ်ဆိုင်ရာစစ်မှုထမ်းတင်နန်းကျောင်းများကိုပို့ဆောင်ပေးနေတယ်လို့သိရပါဗျ။ အဲ့ဒီအမှတ်69ကိုလျှက်စစ်နဲ့စက်မှုအင်ဂျင်နီယာအလုပ်ယုံတက်ခွဲ69ကိုလျှက်စစ်တက်ဟာ ပြည်မျိုးရဲ့မျိုးပေါ်၁၁ရက်ကွက်ဖြစ်တယ်ခိတ္တရာရက်ကွက်မှာတည်ရှိပြီးတော့ပြည်မျိုးကဒေသခံအများစုရှိတဲ့တပ်ဖြစ်တယ်လို့သိရပါဗါးအဲ့ဒီ၉၅ကိုတရင်ကမိသားစုဝင်သားသမီးများဟာခိတ္တရာရက်ကွက်မှာရှိတဲ့အမှန်ငါအခြေခံပညာအထက်တန်းကျောင်းအထက်ကငါကျောင်းထွက်များဖြစ်ပြီးတော့ခိတ္တရာရက်ကွက်သားများရဲ့နေအိမ်များမှာဝင်ထွက်စားတောက်ဖို့သူများဖြစ်ကြတယ်လို့သိရပါဗါးအကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်၉၅ကိုတရင်ကစစ်ခွေးများဟာမျိုးကံများရဲ့မျက်နှာပြည်သူလူထုရဲ့မျက်နှာကိုမှမထောက်ဘဲစစ်ခွေးတပ်ရဲ့အလိုကျတာ အလွန်အကျွံ့လှုပ်ဆောင်ပေးနေတဲ့တပ်ရင်းဖြစ်ပြီးတော့ပေါ်တာဆွဲသူများကိုထားရှိပြီးတပ်ဆိုင်ရာတင်တန်းတွေကိုပို့ဆောင်ပေးနေတဲ့နေရာလေးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းဆလင်းမြို့ဘက်ကနေစင်ဖြူကျောင်းမြို့ဘက်ကိုစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘာလ18ရက်နေ့မွန်လွဲ2025မိနစ်ခန့်အချိန်မှာဇလင်းမျိုးဘက်ကနေစင်ဖြူကျုံမျိုးဘက်ကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့ Forger နှစ်စီးနဲ့ခြေလင်းစစ်ကြောင်းကိုဇလင်းစင်ဖြူကျုံလမ်းမိုင်းမှာဇလင်းမျိုးပြ UG ကြားပေါက်တပ်ဖွဲ့ကအဝေးထိန်းမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျာ။၎င်းတိုက်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုအရေအတွက်ကိုတော့အတိမပြုတ်နိုင်သေးပဲစစ်တပ်ဘက်ကလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်ပြီးဇလင်းမျိုးဘက်ကိုပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗျာ။ စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုကတော့ရှိတယ်ကျွန်တော်တို့လည်းဆက်လက်စုံစမ်းနေသေးပါစစ်ခွေးတွေကစလေးမျိုးကနေပြီးတော့စင်ဖြူကျုံးဘက်ကိုသူတို့ကားနှစ်စီးနဲ့ခြေချင်းစစ်ကြောင်းလဲပါတယ်ဒီကောင်တွေစစ်ကြောင်းထိုးလာတာကိုလမ်းပိုင်းမှာဖောက်ခွဲတိုက်ခိုက်ခဲ့တာပါလို့ပြည်သူညီနောင်စလင်းသတင်းတာဝန်ကကိုပြည်သူကရှင်းပြထားပါတယ်အလားတူပဲသခိုင်းတိုင်းမြင်းမှုမျိုးနဲ့တော်ချောင်းဦးရေကင်းကုန်းစခန်းကိုလည်းတော်လိုင်းတပ်များကလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ရာ စစ်ခွေးခုနှစ်ကောင်အပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း Snipe Rangers Force Local PDF တပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါဗျာ အော်တိုဘားလ18ရက်နေ့ည10:00နာရီခွဲအချိန်ကမှမြင်းမှုမြို့နယ်တောချောင်းဦးရေကင်းကုန်းစခန်းကို Snipe Rangers Force Local PDF က60မမလက်နက်ကြီး3လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာဘုံနှလုံးဟာရေကင်းထဲကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့ကျန်းတဲ့တလုံးဟာရေကင်းနဲ့မီတာ30အနီးကိုကြောက်ရောက်ပောက်ခွဲခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကခုနှစ်ကောင်အပြင်းထန်ဒဏ်ရာရရှိသွားပြီးတော့ဒေါ်လာရင်းရဲဘော်များကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အသေးစိတ်ကတော့ပြောရရင်ညဘက်တွေပြည်သူတွေရှိရဘက်ကိုစစ်ခွေးတွေကလက်နက်ငယ်တွေနဲ့ပစ်ဖောက်တဲ့အတွက်ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါစစ်ခွေးအင်အားကတော့48ဦးလောက်ရှိတယ်စစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုရှိနိုင်ပါတယ်ဒီကောင်တွေဘက်ကစပြီးတော့ပြည်သူတွေရှိရဘက်ကိုပစ်နေတဲ့အချိန်ကျွန်တော်တို့ကလည်းပြန်ပစ်လိုက်တာပါဘုံနှလုံးကတော့စခန်းထဲကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်ဂျန်တဲ့တလုံးကတော့စခန်းမှုအဆောင်နာကိုကျတယ်လို့သိရတယ်အဲ့ဒီစကန်းကိုကာကွယ်တပ်တွေဘက်ကအချိန်ချင်းသိမ်းဖို့ကြိုးစားခဲ့ပေမယ့်လေးချောင်းနဲ့တစ်လျှောက်လုံးခုခံခဲ့တဲ့အတွက် သိမ်းမရသေးတဲ့စကမ်းတစ်ခုလည်းဖြစ်တယ်လို့သိရပါတယ်။ထိခိုက်မှုကတော့စစ်ခွေး9កောင်လောက်အပြင်းထန်ဒဏ်ရာရသွားပါတယ်လို့ Sniper Rangers Force Local PDF ကတာဝန်ရှိသူကပြောပြထားပါတယ်။၎င်းတက်ခတ်မှုမှာ Sniper Rangers Force Local PDF ဒေသခံရဲကြီးပကဖပအဖအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းမုံရွာမြို့နယ်ကြောက်ကလမ်းပေါ်မှာစိတ်ခွေးစိတ်ချောင်းကိုတိုက်ခိုက်ခဲ့ရာစိတ်ခွေးအများပြားထိခိုက်သေးဆုံးမှုရှိပြီးတော့တံပြားကကားနဲ့လာရောက်တဲဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ15ရက်နေ့မနက်9နာရီခွဲအချိန်မှာမုံရွာမြို့နယ်စီးပွားရေးတပ်ကတော်မှတပ်ဆွဲထားတဲ့ချင်းလင်းအကြမ်းဖက်စိတ်ခွေးများဟာ အယောက်100ခန်းရှိပြီးတော့တံပြားကားကားနှစ်စီးနဲ့ကြောက်ကားလမ်းမပေါ်မှာရှိတဲ့ရွှေကိုနီဖေးအားမှာတက်ဆွဲထားတဲ့စစ်ခွေးတွေထံကိုရိတ်ခါပုတ်ရန်ထွက်လာတယ်လို့သိရပါဗျ။အခုလိုထွက်လာတဲ့စစ်ခွေးစစ်ကြောင်းကိုတော်လိုင်းအင်အားစုများကမုံရွာကြောက်ကားလမ်းမပေါ်ထဏောင်းဝင်းချင်းရွာနဲ့ကြောက်ကားချင်းရွာအယောက် မနက်10:00နာရီခွဲအချိန်ကစတင်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲ10:00နာရီခန့်ကြာမြင့်ခဲ့ပြီးတော့ဂျမတ်စစ်ခွေးအများပြားထိခိုက်ဒေဆုံးကမုံရွာမြို့ဘက်ကိုတံများကကားများနဲ့လာရောက်တဲဆောင်သွားတယ်လို့သိရပါဗျ။ထိတွေ့တိုက်ပွဲက10နှစ်ဝင်းကျင်လောက်ကြာတယ်။တေဆုံးသွားတဲ့စစ်ခွေးမသားတွေကိုတော့တံပြားကကားတွေနဲ့ပြန်တင်သွားတယ်။အရင်အတွက်ကတော့အတိမပြုတ်နိုင်သေးဘူး။တံပြားကကနှစ်စီးကအရင်တက်လာတာ။နောက်ကနေမှချေလင်းစစ်သားအင်အား100လောက်ကကတ်လိုက်လာတာ။ကားတွေကိုမတိုက်ဘဲနဲ့နောက်ကချေလင်းစစ်ကြောင်းကိုပဲဖြတ်တိုက်တာ။ထိခိုက်တေဆုံးတဲ့စစ်ခွေးတွေကိုမုံရွာကို ပြန်တည်သွားတယ်လို့ယူဆရတယ်ရိတ်ခါတွေကတော့ရွှေကူနီအထိရောက်သွားပါတယ်လို့မုံရွာပြည်သူကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းဒဂုံမြို့တဲစိတ်ကမ်းမြို့နယ်ယူဇနာဥယျာဉ်မြို့တော်မှာတိုက်ခန်းများဆေးတုပ်ရန်ဆိုပြီးတော့တိုက်ခန်းတခန်းကိုတလကိုတသိန်းလုံချုံရေးကြီးက3တောင်စစ်မှုရန်ကြီးကလစဉ်1000အပါဝင်အိမ်တော်စုတစုကိုလစဉ်တသိန်း1000 3တောင်ချက်ကိုအမှတ်64ရက်ကွာအုပ်ချုပ်ရေးမှုခင်မောင်စင်ကလိုက်လံကောက်ခံနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘားလ18ရက်နေ့မွန်လယ်2နာရီခွဲအချိန်မှာဒဂုံမြို့တဲ့စိတ်ကမ်းမြို့နယ်ယူဇနာဥယျာဉ်မြို့တော်အမှတ်64ရပ်ကွာဖူဆယ်ဘောလုံးအားကစားဂွင်းမှာရပ်ကွာအုတ်ချုပ်ရေးမှုခင်မောင်စင်ကအစည်းအဝေးခေါ်ယူခဲ့တယ်လို့သိရပါဗါတယ်အဲ့ဒီနောက်ရပ်ကွာအတွင်းမှာတိုက်ခန်းတွေဆေးတုပ်ဖို့ဆိုပြီးတော့တိုက်ခန်းတခန်းကိုလာစဉ်တသိန်းကောက်ခံမှဖြစ်ကြောင်းပြောဆိုခဲ့ပါဗါတယ်ဒါအပြင်ရပ်ကွာလုံခြုံရေးကိစ္စများအတွက်လုံခြုံရေးကင်းတယ်များထားရှိတဲ့အတွက်လုံခြုံရေးဆောင်ရွက်နိုင်ရန်တိုက်ခန်းတခန်းကိုလာစဉ်3000ကျပ်သတ်မှတ်ပြီးတော့ ကောက်ခံသွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။အဲ့ဒီလစဉ်ကြေးကို2026ခုနှစ်ဇန်နဝါရီလကစတင်ပြီးတော့ကောက်ခံသွားမယ်လို့ခေါ်ယူပြောဆိုကြောင်းသိရပါတယ်။အုတ်ကြီးခင်မောင်စင်ဆိုတဲ့မသားကတိုက်ခန်းတခန်းကိုတလကိုတသိန်းကြန့်ခံရေးနဲ့စေးတုပ်ဖို့အတွက်ဆိုပြီးတော့လစဉ်ကောက်မယ်။ကင်းကြီးကလစဉ်တိုက်ခန်းတခန်းကို3000ကောက်တယ်။နောက်ပြီးတော့စစ်မှုထမ်းကြီးကတလကို1000ကောက်တယ်။အဲ့ဒီတော့တိုက်ခန်းတခန်းကိုတလကိုတသိန်း1000 3000ရက်ွက်ကကောက်မှာပေါ့။စီးပွားရေးချက်တဲလို့လူတွေကအဆင်မပြေရတဲ့ကြားတဲ့ အကုန်ဒုက္ခရောက်နေတဲ့အချိန်မှာတလားကိုတသိန်းနှစ်တောင်းလစဉ်ဘယ်လိုလုပ်ပေးနိုင်မှာလဲပြည်သူတွေဘက်ကဘယ်တော့မှမစင်စားဘူးဒီကောင်လေးကလှုပ်ချင်တာလှုပ်ဖို့ပဲတိတာလို့ယူဇနာဥယျာဉ်မြို့တော်အမှတ်64ရပ်ကွာ A block မှာနေထိုင်တဲ့ပြည်သူတို့ကပြောပြထားပါဗျ။ဒါအပြင် အုတ်ချုပ်ရဲမှုခင်မောင်စင်ကရပ်ကွက်အတွင်းရွေးကောက်ပွဲကျင်းပတော်မှာဖြစ်တဲ့အတွက်ပြည်သူများအနေနဲ့မဲပေးနိုင်ရေးအတွက်တတ်မှတ်ထားတဲ့ရွေးကောက်ပွဲဥပဒေနဲ့အညီရပ်ကွက်ရွေးကော်ကော်မရှင်ရုံးမှာမဲပေးနိုင်ရေးဆောင်ရွက်စေလိုကြောင်းပြည်သူများကိုဖိအားပေးနိုင်တယ်လို့သိရပါဗျ။ ုပ်ချုပ်ရေးမှုခင်မောင်စင်ဆိုတဲ့ဖာကောင်းကစစ်တပ်အလို့ကြပြည်သူတွေအပေါ်ဖိနှိပ်ရန်ကားနေသူတအုပ်ဖြစ်ပြီးတော့လူငယ်တွေကိုစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးခြင်းများလှုပ်ဆောင်နေသူတအုပ်လည်းဖြစ်တယ်လို့သိရပါဗျ။ဒါအပြင်ရက်ကွက်အတွင်းမှာ၎င်းနဲ့အစင်မပြေတဲ့မိသားစုတွေကိုဖမ်းဆီးရိုက်နှက်တပ်ဖြတ်တပ်ပြီးတော့2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ည9နာရီအချိန်မှာဒဂုံမြို့တည်စိတ်ကမ်းမြို့နယ်ယူဇနာ64ရက်ကွက်မှာလူငယ်မောင်စောကိုကိုထက်ကိုယူဇနာ64ရက်ကွက်အုပ်ချုပ်ရေးမှုခင်မောင်စင်နဲ့ပြူစောတိအဖွဲ့က အကြောင်းမဲ့ဝင်ရောက်ရိုက်နှက်ပြီးတော့ငါကြီးတောင်ဓာတ်နဲ့တစ်ချက်တည်းထိုးတက်ခဲ့ဘူးလေလို့သိရပါဗျ။အခုလိုလူတက်မှုကျူးလွန်ခဲ့တော့လေအုတ်ချုပ်ရေးမှုခင်မောင်စင်ဟာစစ်တပ်ဘက်တော်သားဖြစ်နေတဲ့အတွက်ဒစုံတရားအေးအေးယူခံရခြင်းမရှိပဲဒီကနေ့အချိန်ထိအုတ်ချုပ်ရေးမှုအဖြစ်နဲ့ဆက်လက်လုပ်ကိုင်နေကပြည်သူများအပေါ်မှာအနိုင်ကျင့်ရန်ကစော်ကားမှုများကိုဆက်လက်ပြီးတော့လုပ်ကိုင်နေစေဖြစ်ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ကရင်ပြည်နယ်မြဝတီမြို့အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်မဘာသာအစွန်းရောက်တအုပ်လည်းဖြစ်တဲ့ဆိုင်းမျိုးညွန့်ဦးကရဲရင်ရင်ကျေးနာမည်နဲ့ဓမ္မစကူအခမဲ့တင်နန်းချောင်းဖွင့်လှစ်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်များအပါအဝင်ကျောင်းသူ၁၀ဦးထက်မနည်းကိုမရင်းကျင်ခြင်းလိန်ပိုင်းဆိုင်ရာအမျက်ထုတ်မှုများကျူးလွန်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဆိုင်းမျိုးညွန့်ခေါ်ငဆိုင်ဟာမြဝတီမြို့နယ်အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်တဲ့အပြင်စစ်ခွေးထောက်ခံတဲ့မဘာသာအစွန်းရောက်အမျိုးသားရေးအစွန်းရောက်တအုပ်လည်းဖြစ်ပြီး တော့2012ခုနှစ်ကတည်းကမဘာသာအဖွဲ့နဲ့စစ်ခွေးထောက်ခံရေးထဲမှာထဲထဲဝင်ဝင်ပါဝင်လှုပ်ရှားသူဖြစ်တယ်လို့သိရပါဗျ။ဓမ္မစကူကြောင့်များခေတ်ဆားလာတဲ့အချိန်မြောက်ရီမြို့နယ်မှာလည်းရဲရင်ရင်ချင်းနာမည်နဲ့ဓမ္မစကူအခမဲ့တင်တန်းကျောင်းကိုဖွင့်လှစ်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်များကိုကျောင်းသူအဖြစ်နဲ့လက်ခံတင် जा ပေးခဲ့တယ်လို့သိရပါဗျ။ အခုလိုကျောင်းသူမိန်းကလေးငယ်များကိုလက်ခံတင် जा ပေးရင်လည်း2019-2018ခုနှစ်ပညာသင်နှင့်အတွဲမှာအသက်73နှစ်အရွယ်ရှစ်တန်းကျောင်းသူတအုပ်နေထိုင်တဲ့အခန်းထဲအထိကိုဝင်ရောက်ကမရင်းကျင့်ခဲ့ပြီးတော့ဘသူကမှဖွင့်မပြောရန်ချိန်ချောက်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ကိုဝင်တားဆီးများကိုလည်းတိုက်ခဲ့ပြီးတော့တရားဝင်ယူမယ်ဆိုပြီးအတင်းအကျပ်စာချုပ်မှာလက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့သိရပါတယ်။မိဘတွေကအဆင်မပြေတော့အိမ်မှာမနေဘဲကျောင်းအဆောင်မှာပြောင်းနေလိုက်တာတခြားကလေးတွေကအိမ်ပြန်သွားတဲ့အချိန် အဲ့ဒီကောင်မလေးအခန်းထဲအထိဝင်ပြီးတော့စော်ကားတာ သူ့အိမ်မှာဆိုတော့អော်လဲမអော်ရဲခဲ့ဘူးလေရှစ်တန်းနှစ်ဝက်လောက်ကနေសាមွေပြီးတဲ့အချိန်အထိသူစော်ကားတာကိုដោះឆောက်ခံခဲ့ရတာဘယ်သူကမှလည်းမပြောရဲဘူးအသက်14နှစ်តាតាပဲရှိသေးတဲ့အရွယ်ပါကြောက်လို့တကားပိတ်ပြီးနေရင်လေအခန်းထဲကိုတော့နဲ့ဖွင့်ပြီးဝင်လာတယ်လို့ယခုခါအသက်27နှစ်အရွယ်ကိုရောက်ရှင်နေပြီးမရေမှုကျွလွန်ခံခဲ့ရသူမိန်းကလေးကသတင်းပေးဖို့တိုင်ကြားထားပါတယ်အလားတူပဲရက်ွက်အုပ်ချုပ်ရေးမှုကအခြားမိန်းကလေးငယ်များကိုလည်းမရင်းချင်းချင်းလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခြင်းတို့ကိုလှုပ်ဆောင်ခဲ့ပြီးတော့မိန်းကလေးစုစုပေါင်း၁၀ ဦးကျော်ရှိပြီးဓမ္မစကုကြောင်းတီထောင်သူအဖြစ်၎င်းလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပူးပေါင်းနေသူအဖြစ်၎င်းရက်ကွက်အုပ်ချုပ်ရေးမှုအဖြစ်၎င်းနာမည်ဇိုးနဲ့ထင်ရှားကျော်ကြားနေတဲ့အတွက်မိသည့်အဖွဲ့အစည်းကမှအရေးယူခြင်းမရှိဘူးလို့သိရပါတယ်။မြမဖြစ်တဲ့နှစ်မှာပဲစော်ကားခံရတဲ့မိန်းကလေးအတိအကျ6ယောက်ရှိပါတယ်။မြမတို့နှစ်အရင်တုန်းကလည်းဖြစ်ခဲ့တာတွေရှိတယ်။မြမထွက်သွားပြီးတော့ဖြစ်နေခဲ့တာတွေလည်းကြံခဲ့ပါတယ်။ မရှိတဲ့နောက်ပိုင်းမှာတော့သတင်းကြားရုံလောက်ပဲကြားတော့တာအတိအကျတော့မသိရတော့ဘူးလို့ကျူးလွန်ခံရတဲ့မိန်းကလေးကရှင်းပြထားပါဗျ။ចောင်းသူမိန်းကလေးငယ်များကိုမရေမှုကျူးလွန်ခြင်း၊လိန်အမျက်ထုတ်ခြင်း၊ကျူးလွန်ခဲ့သူစိုင်းမျိုးညွန့်ဟာအသက်48နှစ် အယူရခန့်ရှိပြီးတော့အိမ်တော်ကွဲထားသူတအုပ်ဖြစ်ကចောင်းသားចောင်းသူတွေထားတဲ့ဘော်ဒါဆောင်ရဲ့အနောက်ဘက်မှာမိသားစုဝင်များနေထိုင်ကြောင်းနဲ့တားတအုပ်သမီးတအုပ်ရှိတယ်လို့သိရပါဗျ။အခုပြောရတဲ့ရည်ရွယ်ချက်ကတော့အခုချိန်ထိသူ့စီမှာចောင်းသူလေးတွေရှိနေပါသေးတယ်။အသက်မပြည့်သေးဘာမှမသိသေးတဲ့ចောင်းသူလေးတွေကိုအဲ့ဒီလိုလှုပ်တာတွေရှိလို့လာပြောပြတာပါ။ကျမကတော့ဘာမှမဖြစ်ခဲ့ဘူး။ဒါပေမဲ့ဖြစ်တဲ့ចောင်းသူလေးတွေရှိတယ်။ကျမလည်းသိခဲ့တယ်။သိခဲ့ပေမဲ့ကျမလည်းမပြောရခဲ့ဘူး။ အဲ့ဒီလိုမျိုးနောက်ထပ်မိန်းကလေးတွေကိုထပ်ပြီးလိန်အမျက်ထုတ်ခံရမှာဆိုတဲ့အတွက်အခုလိုထုတ်ဖော်ပြောဆိုခြင်းဖြစ်ပါတယ်လူအများကတော့သူကနာမည်ရှိတဲ့သူဖြစ်တဲ့အတွက်သိခါချတဲ့ထင်ခဲ့မယ်ဆိုရင်တော့ကျမတို့အားလုံးကတရားရုံးမှာရင်ဆိုင်ဖြေရှင်းနိုင်တဲ့အနေအထားရှိပါတယ်အမှန်တရားအတွက် အမျိုးသမီးငယ်လေးတွေအတွက်ပြောခြင်းဖြစ်ပါတယ်ကျွန်မကိုယ်တိုင်လည်းအဲ့ဒီမှာစိတ်ဓာတ်ရရခဲ့တဲ့အတွက်ပါလို့အခြားကြောင်းသူတို့ကပြောပြထားပါတယ်2021ခုနှစ်စစ်ခွေးတွေအာဏာသိမ်းပြီးတဲ့နောက်မြောက်ရီမြို့အမှန်ငါးရက်ကွက်အုပ်ချုပ်ရေးမှုအဖြစ်နဲ့ဝင်းရောက်လောက်ကင်ကစစ်တပ်လက်အောက်ခံ BGF DKBA အဖွဲ့အပါအဝင်စစ်တပ်နဲ့အဆင်ပြေတဲ့ကရင်လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးတော့လက်နက်မှောင်ခိုရောင်းဝယ်ခြင်းမူရစေဝါများဖြန့်ဖြူးခြင်းပြည်သူစစ်ခေါ်ပြူစောတိအဖြစ်နဲ့တာဝန်ယူခြင်းများကိုစိုင်းမျိုးညွန့်ကလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ် အုပ်ချုပ်ရေးမှုငဆိုင်ရဲ့မရင်းကျင့်ခံရမှုအဆက်ခွဲခံရမှုတို့ကြောင့်မိန်းကလေးငယ်တချို့ဟာစိတ်ဒဏ်ရာရရှိပြီးတော့ ကိုကိုကိုတက်တည်တဲ့အထိစူးစမ်းခြင်းအိမ်တော်ကွဲသွားခြင်းတိုင်နဲ့ပတ်သက်တဲ့ယောဂများကိုခံစားရခြင်းတို့ဖြစ်ပေါ်လျက်ရှိတယ်လို့သိရပါတယ်။တားဆီးတွေကိုအသက်73နဲ့74နှစ်နဲ့အရွယ်နဲ့မလိုက်အောင်တောက်ခဲ့ရလို့မိန်းကလေးတွေယောဂဖြစ်နေပါတယ်။မြမဘက်မှာဘယ်သူမှမရှိဘူး။ဘာအင်အားမှလည်းမရှိဘူး။အမှန်တရားကိုသူကလိန်ပြီးတော့အခုချိန်ထိဖုံးကွယ်ထားတယ်။သူစီကတခုခုပြန်လိုခြင်းနဲ့သမီးလိုခြင်းတော့ငွေကြေးမဟုတ်ဘူး။သူလုပ်ခဲ့တဲ့ဟာတွေအတွက်နောင်တရအဆက်တကွဲဖြစ်ပြီးတော့လူလေကောင်မှသူတော်ကောင်ဟန်ဆောင်နေတဲ့ညနေဖုန်းတွေကိုခွာခြားခြင်းနဲ့လို့ကျူးလွန်ခံရသူ အမျိုးသမီးငယ်တအူးကပြောဆိုထားပါဗျ အခုအော်တိုဘာလဇန်ပိုင်းမှာစိုင်းမျိုးညွန့်ကျူးလွန်ခဲ့တဲ့မရင်းကျင့်မှုလိမ်မိုင်းဆိုင်ရာအမျက်ထုတ်မှုနဲ့ပတ်သက်ပြီးတော့မဲဆောက်မှာကာယကံရှင်မိန်းကလေးငယ်ကပဒင်းစာရှင်းလင်းပွဲပြုလုပ်ပြီးတော့တရားမျှတမှုရရှိရေးအတွက်စ조사နေတော့လဲလက်ရှိနိုင်ငံရေးအခြေအနေအရစိုင်းမျိုးညွန့်ကိုဘယ်သူမှအရေးယူနိုင်ခြင်းမရှိသေးဘူးလို့သိရပါဗါတယ်။အဲ့ဒီငဆိုင်းကမြောက်ဝတီဘက်မှာ BGF ရော DGB ရောနဲ့တော်တော်အဆင်ပြေတယ်သူကအရေးယူဖို့ဆိုတာကအမှုဖွင့်ရင်တောင်မှတော်တော်လေးကိုအဆင်မပြေလောက်ဘူးသူကပြုံစောတီးခေါင်းဆောင်လို့လို့မဘာသာနဲ့အမျိုးသားရဲ့အဆွမ်းရောက်လဲဖြစ်နေတော့ သူ့ကိုတိုင်ဖို့ဆိုရင်တရားဥပဒေနဲ့တော့အရေးယူဖို့ခက်ခဲပါတယ်တရားဥပဒေဆိုတာကလည်းပြက်စီးနေပြီလေ KNU ကိုတိုင်ပြီးတော့ကော်တူလေးဥပဒေနဲ့ပဲအရေးယူလို့ရမယ်အခြေအနေလို့ပြောလို့ရတယ်ဒါကလည်းမြောက်ရီမျိုးကစစ်တပ်နဲ့ BGF လက်အောက်မှာရောက်နေတော့သူ့ကိုဖမ်းဖို့အရေးယူဖို့ကခက်အောင်ပဲလို့အမှုမှန်ပေါ်ပေါရေးအတွက်ကုညီပေးနေသူတို့ကသုံးသပ်ပြောဆိုထားပါတယ်။ဆိုင်းမျိုးညွန့်ဆိုတဲ့မရေဘေးကသူ့ရဲ့ Facebook မှာ မဘာသာအစွန်ရောက်တင်ကန်းဝတ်ဝီရသူဝင်းကိုကိုလက်အပါဝင်အစွန်ရောက်များစစ်တပ်လက်အောက်ခံကရင်လက်နက်ကိုင်းများနဲ့ရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုဝေဝေဆာဆာမျှဝေထားကြောင်းတရင်ရရှိပါတယ်ခမောင်းဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တရင်ကတော့ထိုင်းနိုင်ငံကိုအလုံးနဲ့ပို့ဆောင်ပေးမယ်ဆိုပြီးတော့လူအယောက်တရာစီကနေ ဝန်ဆောင်ကတိန်ထောင်ချီရယူထားတဲ့ပွင့်ဖူးအောင်တဲ့နေဦးဝေအေဂျင်စီတို့ကထိုင်းကိုပို့ဆောင်ပေးခြင်းမရှိတဲ့အပြင်ပတ်စံလေပြန်မအမ်းဘူးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံကိုတွားရောက်ပြီးတော့အလုလုနိုင်ရန်အတွက်လူတယောက်ကိုဝန်ဆောင်ကအနည်းဆုံးငွေကျပ်45သိန်းကနေ360အထိအဲ့ဒီအေဂျင်စီနှစ်ခုထံကိုပေးချေရတယ်လို့သိရပါဗျာ စုစုပေါင်းလူငယ်အယောက်တရာကပွင့်ဖူးအောင်နဲ့နေဦးဝေအေဂျင်စီတို့နဲ့စာချုပ်ချုပ်ဆိုပြီးတော့ဝင်းဆောင်ကငွေအပြည့်ပေးသွင်းခဲ့တော့လေတနေ့ကြော်ကြားသွားတဲ့အထိထိုင်းနိုင်ငံကိုပို့ဆောင်ပေးခြင်းမရှိဘူးလို့ပြောပါတယ်အေဂျင်စီနောက်ခုဆက်လုံးကအကျိုးအကြောင်းလဲရှင်းပြခြင်းမရှိတဲ့အပြင်ပတ်စံလဲပြန်မအမ်းခဲ့ဘူးလို့သိရပါတယ်ထိုင်းနိုင်ငံကိုတွားရောက်ပြီးတော့အလုပ်လုပ်ကြရန်အတွက်အခုနှစ်ဖေဖော်ဝါရီလတည်းက အဲ့ဒီ agency နှစ်ခုနဲ့လူအယောက်တရာကစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရှစ်လကျော်ကြာမြင့်လာပြီဖြစ်တော့လေလက်ရှိအချိန်ထိပတ်စံလဲပြန်မပေးအကြောင်းပြချက်လဲတစုံတရာမပေးဘူးလို့ပြောပါတယ်။ပတ်စံလဲပြန်မအန်းကျင်ဘူးအချိုးအချောင်းလဲတစုံတရာမထုတ်ပြန်မဲနဲ့တာဝန်မဲနေပါတယ်။ယောက်ျားလေးတွေမှုတ်လို့စစ်မှုထမ်းကြောင်ဆိုရင်လဲမပြောလို့ပါဘူး။အခုက main ကလေးတွေပါအချိန်နေအရန်ကြာနေတဲ့အတွက် agency ဘက်ကအချိုးအချောင်းလေးအတိပေးစေခြင်းယုံမှာ အခုကဒီကောင်လေးဘက်ကဘာမှလည်းတောင်းဝယ်မရှိတယ်လို့နှုတ်ပိတ်နေကြတာလို့အဲ့ဒီ agency နဲ့ထိုင်းကိုတွားရောက်ရန်ပြင်ဆင်နေတဲ့လူငယ်တအုပ်ကရှင်းပြထားပါဗျ။ထိုင်းနိုင်ငံကိုတွားရောက်ရန်အတွက်ပွင့်ဖူးအောင် agency ရုံးရှိတယ်။မြောက်တကုံကျမ်းမာရေးမှတ်တိုင်း54ရက်ကွာအတွင်းမှာစာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီးတော့စာချုပ်ချုပ်ဆိုတဲ့အချိန်မှာပွင့်ဖူးအောင် agency နဲ့50ဦးဝင်းကျင်၊နေဦးဝေ agency နဲ့50ဦးဝင်းကျင်စာချုပ်ချုပ်ဆိုခဲ့ကြခြင်းဖြစ်တယ်လို့သိရပါဗျ။ ပွေဖူးအောင်ကသူ့မှာခေါ်စာမကြလို့နေဦးဝေမှာခေါ်စာကြပြီးလူနေနေတယ်ဆိုပြီးတော့ခွဲပြီးစာချုပ်ချုပ်ခိုင်းတာပါပွေဖူးအောင်ပိုင်ရှင်ကဒေါ်မြတ်ဟေမန်လင်းသူတို့တွေကလက်တွဲလုံနေကြမလို့ယုံကြည်စိတ်ချရပါတယ်ပြောပြီးတော့စာချုပ်ချုပ်ခိုင်းတာပါအခုကပြည်ပကိုလည်းမထွက်ရဘဲနဲ့အကျွေးတွေအတိုးတွေနဲ့စောင့်နေရတာမို့လို့တခုခုသိကျင်နေတာပါသူတို့အေဂျင်စီတွေလိုင်စင်ကုန်သွားလို့လားမျောလင်းချက်ရှိသေးလား အကျိုးသိအကြောင်းသိတော့ထုတ်ပြန်စီခြင်းနဲ့လို့နေဦးဝေအေဂျင်စီနဲ့စာချုပ်ချုပ်ဆိုထားသူတအူးကသတင်းပေးဖို့ပြောကြလာပါတယ်။လက်တော်လုံးမှာထိုင်းနိုင်ငံကိုတရားမဝင်နေဆက်ဖြတ်ကျော်တွားရောက်နေကြတဲ့လူငယ်တွေဟာနေ့စဉ်ရာပေါင်းများစွာရှိနေပြီးတော့တချို့ဟာလည်းထိုင်းဘက်အချမ်းကိုရောက်မှဖမ်းဆီးခံရမှုများဇက်တိုက်ဖြစ်ပေါ်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဘတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ